မင်္ဂလာပါခင်ဗျာကျွန်တော်ကဒီသင်ခန်းစာလေးမှာဆိုရင်တော့ဖုန်းနံပါတ်ထည့်စရာမလိုပဲနဲ့ Gmail အကောင့်ဖွင့်တဲ့နီးလန်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်တော်တော်များများကတော့ကျွန်တော်တို့ Gmail အကောင့်ကိုကိုယ်တိုင်ဖွင့်တတ်နေတာဖြစ်တဲ့အတွက်ဒီရက်သင်ခန်းစာလေးကတော့မဖွင့်တတ်သေးတဲ့သူလေးတွေအတွက်ရည်ရွယ်ပြီးတော့မျှဝေပေးတာဖြစ်ပါတယ်ဒီတော့ကိုက Gmail အကောင့်တစ်ခုကျွန်တော်တို့ဖွင့်ကျင်နေဆိုရင်ကိုယ့်ရဲ့ဖုန်းဒါမှမဟုတ်ကိုယ့်ရဲ့ laptop နဲ့ကျွန်တော်တို့အလွယ်တကူ Gmail အကောင့်ကျွန်တော်တို့ဖွင့်လို့ရပါတယ်ဒီရက်သင်ခန်းစာလေးမှာတော့ကျွန်တော်ကကွန်ပျူတာနဲ့ပဲ ကြီမဲအကောင့်ကိုဖွင့်ပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်ကိုယ့်ရဲ့ကွန်ပျူတာလေးမှာကျွန်တော်တို့အင်တာနက်ဖွင့်ထားပါမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကကြီမဲအကောင့်ဖွင့်မှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဖုန်းဒါမှမဟုတ် laptop မှာကျွန်တော်တို့က Google Chrome browser လေးကိုတစ်ချက်လောက်ဝင်လိုက်ပါမယ်။ကောင်းပြောစားတဲ့ကျွန်တော်တို့ဝင်ပြီးသွားပြီဆိုရင်တော့ search bar လေးမှာကျွန်တော်တို့ google.com ဆိုပြီးတော့မှကျွန်တော်တို့ရိုက်ထည့်ပေးလိုက်ပါမယ် search bar မှာကျွန်တော်တို့က google.com ဆိုပြီးတော့ရိုက်ထည့်မယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ enter လေးခောက်ပေးလိုက်ပါမယ် enter ခောက်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ google search bar လေးမှာကျွန်တော်တို့ gmail.com ဆိုပြီးတော့မှရိုက်ထည့်လို့လည်းရတယ်ဒီလိုမျိုးကျွန်တော်တို့ကရိုက်မထည့်ချင်ဘူးဆိုရင်ဒီဘက်ဘေးလေးမှာကျွန်တော်တို့က science ဆိုတဲ့ဘောက်လေးကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒီရနေရာလေးမှာကျွန်တော်တို့က science ရဲ့ဘေးမှာအခုဒီဘေးလေးမှာရှိနေတဲ့ Google App များဆိုတဲ့နေရာလေးရှိပါတယ် ဒီတော့ဒီရဲ့နေရာလေးတဲ့ကိုကျွန်တော်တို့ကကလစ်တစ်ချက်နှိပ်ပြီးတော့ဝင်လိုက်ပါမယ်ဝင်လိုက်တဲ့အခါမှာဆိုရင်အခုလိုမျိုးကျွန်တော်တို့ Google App တွေကျွန်တော်တို့တွေ့ရပါလိမ့်မယ်ဒီထဲမှာကျွန်တော်တို့က Gmail account ဖွင့်มาဖြစ်တဲ့အတွက် Gmail ဆိုတဲ့အထဲကိုကျွန်တော်တို့ကလစ်တစ်ချက်နှိပ်ပြီးတော့ဝင်ပေးရမှာဖြစ်ပါတယ်ဝင်လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးနေရာလေးကိုကျွန်တော်တို့ရောက်ရှိလာပါလိမ့်မယ်ဒီရနေရာလေးမှာကျွန်တော်တို့က Gmail account ကိုစပြီးတော့ဖွင့်มาဖြစ်တဲ့အတွက် create an account ဆိုတဲ့နေရာလေးကျွန်တော်တို့ဒီရနေရာလေးမှာလည်းရှိတယ် ီဘာဘေးလေးမှာလည်းကျွန်တော်တို့ create account ဆိုတဲ့နေရာလေးကျွန်တော်တို့မြင်တွေ့နေရမှာဖြစ်ပါတယ်ဒီတော့ကိုကြိုက်တဲ့နေရာကနေပြီးတော့မှ create account ဆိုတာလေးကိုကလစ်တစ်ချက်နှိပ်ပေးလိုက်ပါမယ်ကလေးတချမ်းနှဲလိုက်တာနဲ့တပြိုင်တည်းအခုကျွန်တော်တို့ဒီမှာဆိုရယ်သူက for my personal you ကိုက personal အတွက် DM mail ကိုသုံးပါလားဒါမှမဟုတ်ကိုယ့်ရဲ့လုပ်ငန်းအတွက်ကျွန်တော်တို့သုံးပါလားကိုကြိုက်တဲ့တက်တာကိုကျွန်တော်တို့ရွေးချယ်ပြီးတော့မှ Gmail account ကို create လုပ်လို့ရပါတယ် ျွန်တော်ကဒီမှာနမူနာအနေနဲ့လောက်ပြပေးမှာဖြစ်တဲ့အတွက် for my personal use ဆိုတာလေးကိုပဲကျွန်တော်တို့ရွေးချယ်လိုက်ပါမယ်။ရွေးလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးသူက first name နဲ့ last name စပြီးတော့မှတောင်းပါတယ်။ဒီတော့ဒီရဲ့နေရာလေးမှာတော့ကိုကြိုက်နေတဲ့နာမည်တစ်ခုခုကိုကျွန်တော်တို့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ်။ဒီတော့ကျွန်တော်တို့ဒီမှာဆိုရင်နမူနာအနေနဲ့ကျွန်တော်နာမည်လေးတစ်ချက်လောက်ပေးလိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာနှိပ်စော်လေးနှိပ်ပြီးတော့မှဆက်သွားပါမယ်။ ဆက်သွားပြီဆိုရင်တော့ကိုယ့်ရဲ့မွေးတက်ကလေးတွေကိုကျွန်တော်တို့ရွေးချယ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီရက်နေရာလေးမှာကိုကြိုက်နေတတ်တဲ့မွေးတက်ကလေးကိုကျွန်တော်တို့ကထည့်ပေးရပါမယ်ဒီတော့ကိုယ့်ရဲ့မွေးတက်ကလေးအမှန်ကိုကျွန်တော်တို့ထည့်ရဲဆိုရင်တော့ကိုယ့်ရဲ့မေးတစ်ခုခု error တက်လို့ပြန်ဆိုင်ခြင်းနဲ့ဆိုရင်တော့ကိုကဒီမွေးတက်ကလေးခုနှစ်တွေကိုလည်းတိတိကျကျပေးထားတယ်ဆိုရင်တော့ပို့ပြီးတော့ပြန်ဆယ်လို့ကောင်းတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ကအတိအကျမပေးတော့ပါဘူးနမူနာပြပေးတာဖြစ်တဲ့အတွက်ကျွန်တော်တို့တစ်ချက်လောက်ထည့်လိုက်ပါမယ် ပြီးသွားပြီဆိုရင်တော့ဒီအောက်မှာကျွန်တော်တို့ grandeur ဆိုတဲ့နေရာလေးမှာကျွန်တော်တို့ male female ရွေးပေးရပါမယ်ကိုကဒီ female ဆိုရင် female male ဆိုရင် male ပေါ့เนาะကျွန်တော်ကတော့ဒီမှာ male ဖြစ်တဲ့အတွက် male ကိုရွေးလိုက်ပါမယ်ဒါလေးတွေကျွန်တော်တို့ကအားလုံးရွေးချယ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ name ဆိုတာလေးနဲ့ဆက်ပြီးတော့มาသွားလိုက်ပါမယ်နေဆက်ပြီးတော့သွားလိုက်တဲ့အခါမှာဆိုရင်သူကအခုလိုမျိုးနေရာလေးသူကရောက်လာပါတယ် ကျူယူဂျီမေးအက်ဒရက်တဲ့ကျွန်တော်တို့မေးအက်ဒရက်ကိုသူကဘယ်လိုနာမည်နဲ့ကျွန်တော်တို့လိုချင်တာလဲကျွန်တော်တို့ဒီအနေအားလေးမှာရွေးချယ်ပေးလို့ရပါတယ်ကျွန်တော်တို့ဒီအပေါ်မှာဆိုရင်သူက mr9lin615@gmail.com ဆိုပြီးတော့ကျွန်တော်တို့မေးအက်ဒရက်နဲ့ကျွန်တော်တို့လုပ်လို့ရမယ်တယောက်မှာဆိုရင်ကျွန်တော်တို့ဒီမှာ lm3001@gmail.com ဆိုပြီးတော့လုပ်လို့ရတယ်ဒီကကျွန်တော်တို့ကပေးထားတဲ့နာမည်တွေမှာကျွန်တော်တို့ကမေးအက်ဒရက်ကိုမကြိုက်ဘူးဆိုရင်တော့တယောက်မှာကျွန်တော်တို့က create your own gmail address ဆိုပြီးတော့မှကိုယ့်ရဲ့စိတ်တိုင်းကြလဲဖန်တီးလို့ရတယ်ပေါ့ဒီတော့ဒီရဲ့နေရာလေးမှာတော့ကျွန်တော်ကသူပေးထားတဲ့ mail address လေးကိုပဲယူပြီးတော့သုံးလိုက်ပါမယ်။အဲဒါကြောင့်ဒီအပေါ်ဆုံးလေးမှာရှိနေတဲ့ Mr. Nylin 615@gmail.com ကိုပဲယူလိုက်ပါမယ်။ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာနှိပ်စွာလေးနှိပ်ပြီးတော့မှဆက်သွားလိုက်ပါမယ်။သွားပြီးသွားပြီဆိုရင်တော့ဒီရဲ့နေရာလေးမှာကျွန်တော်တို့ password လေးထည့်ပေးရပါမယ်။ဒီတော့ password ကိုတော့ကိုကမှတ်မိအောင်လေးထားပေးမှအဆင်ပြေလိမ့်မယ်ပေါ့နော်။ ပြီးပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာ confine password ကိုထပ်ပြီးတော့မှလုပ်ပေးရပါမယ်ဒါလေးတွေကျွန်တော်တို့ကအားလုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာရှိနေတဲ့ name ဆိုတာလေးဆက်ပြီးတော့မှသွားလိုက်ပါမယ်နိုင်ကိုဆက်ပြီးတော့မှသွားလိုက်တဲ့အခါမှာသူကဒီမှာ recovery email address ဆိုပြီးတော့မှသူကတောင်းနေပါတယ်ဒီတော့ဒီရဲ့နေရာလေးမှာကိုက email address ကို recovery အနေနဲ့ကျွန်တော်တို့ကမထည့်ချင်ဘူး ဘာမှကျွန်တော်တို့ကုတ်ဒီပါတွေလည်းမလိုချင်ဘူးဆိုရင်တော့ဒီအောက်မှာရှိနေတဲ့ကျွန်တော်တို့စကစ်ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးရပါမယ်စကစ်နဲ့လိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးနေရာလေးသူကရောက်ရှိလာပါလိမ့်မယ်ဒီရဲ့နေရာလေးမှာတော့ကျွန်တော်တို့ကနှိပ်ကိုနှိပ်ပြီးတော့မှဆက်ပြီးတော့သွားလိုက်ပါမယ်နှိပ်နေလိုက်တာနဲ့တပြိုင်တည်းအခုလိုမျိုးကျွန်တော်တို့ဒီမှာဒီနေရာလေးကိုရောက်လာပြီဆိုရင်တော့စကရိုမားနဲ့ပြီးတော့အောက်ကိုနှဲငယ်ဆွဲမယ် I agree ဆိုတာလေးကိုကျွန်တော်တို့ကနှိပ်ပေးလိုက်ပါမယ် I agree ကိုနှဲလိုက်တာနဲ့တပြိုင်တည်းကျွန်တော်တို့ဒီမှာဆိုရင်တော့ Gmail account လေးဖွင့်လို့ပြီးသွားပြီဖြစ်ပါတယ်ဒီရဲ့နေရာလေးမှာကျွန်တော်တို့က Gmail account ဖွင့်တဲ့အခါမှာဘာဖုန်းနံပါတ်မှလည်းကျွန်တော်တို့မတောင်းဘူးပေါ့နော်ကုဒ်တွေပါရဲ့လေကျွန်တော်တို့ခြားခိုင်းတာမျိုးမရှိတဲ့အတွက်ကျွန်တော်တို့ Gmail account လေးကအောင်မြင်စွာနဲ့ဖွင့်လို့ပြီးသွားပြီဖြစ်ပါတယ်ဒီတော့ဒီရဲ့ Gmail account လေးကိုကျွန်တော်တို့ကိုယ့်ရဲ့ဖုန်းမှာဖွင့်ချင်တဲ့ဆိုရင်လေကိုယ့်ရဲ့ဖုန်း Gmail ထဲကိုဝင်ပြီးတော့မှကျွန်တော်တို့အခုပေးထားခဲ့တဲ့ Gmail address နဲ့ password ကိုရိုက်ထည့်ပြီးတော့ အလွယ်တကူကျွန်တော်တို့ဝင်ပြီးတော့အသုံးပြုလို့ရသွားပြီဖြစ်ပါတယ်ဒါကတော့ Gmail account ဖွင့်တဲ့နီလန်းလေးဖြစ်ပါတယ် Gmail account တော့ဖွင့်လို့ရသွားပြီဒီရဲ့ Gmail account ကကျွန်တော်တို့ two-factor တွေဘာတွေမကန်သေးတဲ့အတွက်တော့အားလာတိတ်ပြီးတော့မှလုံခြုံမှုတွေရှိမှမဟုတ်သေးဘူး Gmail တော့ကျွန်တော်တို့ပွင့်သွားပြီဖြစ်ပါတယ်ဒီတော့ဒီရဲ့သင်ခန်းစာလေးကတော့ Gmail account ဖွင့်တဲ့နီလန်းလေးဖြစ်တဲ့အတွက်ကျွန်တော်ဒီထိပဲမျှဝေပေးပါမယ်နောက်သင်ခန်းစာလေးမှာတော့ကျွန်တော်ဒီရဲ့ Gmail account ကိုလုံခြုံအောင်ဘယ်လိုမျိုးဒီ two-factor တွေဘယ်လိုခံရမလဲဆိုတော့ အပန်းလေးတွေကိုနောက်ထပ်သင်ခန်းစာလေးမှာကျွန်တော်အသေးစိတ်ထပ်ပြီးတော့မှရှင်းပြပေးသွားပါမယ်။ဒီရက်သင်ခန်းစာလေးမှာသင်ပေးနေဆိုရင်ကျွန်တော်တို့သင်ခန်းစာအရမ်းရှည်သွားမှာဆိုတဲ့အတွက်ပါ။ဒါဆိုအားလုံးနားလည်မယ်လို့ထင်ပါတယ်။ကိုယ့်ရဲ့ Gmail account မရှိလို့ Gmail account link ဖွင့်ခြင်းနဲ့ဆိုရင်တော့အခုနီလန်လေးအတိုင်းလိုက်ပြီးတော့မှကျွန်တော်တို့ပြုလုပ်ပေးလို့ရပါတယ်။အားလုံးနားလည်လောက်မယ်လို့ထင်ပါတယ်။အခုဒါဆိုရင်တော့ကျွန်တော်ဒီသင်ခန်းစာလေးကိုဒီမှာပဲရှင်းနားလိုက်ပါမယ်ခင်ဗျာ။ကိုယ်ကိုယ်လိုက်ပြီးတော့မှ Gmail account အသင်းဖွင့်တဲ့အခါမှာ ကျွန်တော်တို့မရတဲ့နေရာလေးတွေရှိတယ်။အဲဒါတက်နေတဲ့နေရာလေးတွေရှိတယ်ဆိုရင်လည်းကျွန်တော်ဒီသင်ခန်းစာရဲ့ comment လေးမှာလာပြီးတော့မှမေးခဲ့ပေးပါ။ကျွန်တော် Gmail ဖွင့်လာတဲ့ပတ်သက်ပြီးတော့အဲဒါတစုံတရာတက်နေတယ်ဆိုရင်ဘာကြောင့်ဖြစ်တဲ့ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့မှရှင်းပြပေးသွားပါမယ်။